ဟယ်လိုမင်္ဂလာပါရှင်မင်္ဂလာပါဒီနေ့မှာတော့ကျမကဘာပြောဖို့စဉ်းစားထားလဲဆိုတော့စဉ်းစားထားတာမဟုတ်ဘူးတွေ့နေရတာများလို့ထက်ကထက်ကပဲတွေ့နေတဲ့ခါကျတော့ပြောရအောင်မို့ပေါ့နော်ကျမကလွတ်လပ်တဲ့တိချရက်တည်တဲ့အမျိုးသမီးပါ independent အမျိုးသမီးပါဘယ်သူဩဇာခံမအောင်မှမရှိတယ်လို့ဘယ်သူရဲ့ထင်ချုံအောင်မှမလဲ ဘသူရဲ့ထိချုံမှုအောက်မှာမှလည်းမရှိပါဘူးဆိုတော့အင်္ဂါသမီးပါအင်္ဂါရတတော်များများကစိတ်ပြတ်တယ်သူများကိုအားကိုးတယ်မခိုးတယ်ဆိုတာမရှိဘူးကိုယ့်ဘာသာကိုရပ်တည်တယ်နော်ဆိုတော့အာမဒီလိုပြောရချင်းအကြောင်းရင်းက तू ကတော့ဘသူတခုခုပြောလိုက်ပြီဆိုရင် तू ကတော့ဘသူအောက်ကပဲအာပထမပါတီဒုတိယပါတီ အာတတိယပါတီတွေလောက်လာမှာဆိုလို့အဲအဲ့ဒါကြောင့်ပြောတာအာတခုခုပြောရင်နိုင်ငံရေးမှာအာမြေရန်မိတ်ဆွေမရှိဘူးမြေရန်ရန်သူမရှိဘူးဆိုတာကျွန်မခဏခဏပြောပြောခဲ့တာလည်းရှိတယ်နော်အတွေးခေါ်တခုကအတူတယ်ခံယူချက်တူတယ်ဆိုတော့ okay လိုက်ပေးလိုက်တယ်ကောင်းတယ်ဟုတ်တယ်မှန်တယ်ပေါ့အခုကဘာပြောမှလဲဆိုတော့ဒီချစ်သူဝေတို့အိမ်ဝယ်တဲ့ကိစ္စနဲ့ပြောပြောနေတဲ့ဟာကိုကျွန်မကအယံနာခါတယ်ဖတ်ရတယ်တကယ်ပဲဟို ဖတ်တာတော့ဟိုစာနဲ့ဖတ်တာပေါ့နော်ဒါပေမဲ့လည်းဟိုစကားဒါလည်းအောင်စကားတစ်မျိုးပဲပေါ့နော်ရင်ခက်ကတော့ဒီတိုင်းပဲပြောတယ်ခုက social media ခက်မှာ Facebook တွေဒီလိုမျိုး channel တွေမှာကြာတော့သူကဒါလည်းအာတကူစကားတစ်ခုပဲပေါ့နော်။အော် express လောက်လောက်လောက်တာတစ်ခုပဲ။အဲ့လိုဆိုတော့လူတွေကိုလေကျမကဟိုအရန်ကြီး သူမြဲ business ကိုကျမလည်းဟိုဟိုဟွာပါလဲလိုက်ပြီးတော့ဟိုဟွာပါလဲနားရောက်တော့မဟုတ်ဘူးဟို i don't mind the business ပေါ့နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ဒါပေမဲ့ဟိုဟွာပေါ့အဲ့ဒီပေါ်မှာထိခံပြီးတော့မှတော်လှန်ရေးကိုဘယ်သူ business မှာကျမ business မဟုတ်ဘူးအကုန်လုံးလည်းတိပိတာပေါ့နော်ဒါပေမဲ့ဘယ်သူအမှမှကျမမရှိဘူးဒါပေမဲ့ကျမဒီ design မမလောက်တာကျမဟိုနိုင်ငံရေးလုပ်တယ်တော်လှန်ရေးလုပ်တယ်ကိုယ်တိုင်အဆင်မတိုက်ဘူးကျမတို့ဒီ တက်နိုင်တဲ့ဘဲကနေပြီးတော့မှဒေါ်လာရေးမှာပါဝင်မယ်အားပေးတယ်ထောက်ခံတယ်။နယ်စုံကငွေကြေးနဲ့နိုင်ငွေကြေးထောက်ပံ့မယ်ငွေကြေးမနိုင်ဘူးဆိုရင်တောင်းကိုစကားတခွန်ကြောင့်ဒီအတော်လှန်ရေးကိုဟိုဘောနော်ဒီဘယ်လိုပြောမလဲအတော်လှန်ရေးကိုဖျက်စေတဲ့ဟာမျိုးပြက်သွားတဲ့ကိစ္စမျိုးကိုမဖျက်စေချင်ဘူး။ဒါမဲ့မျိုးမျိုးတော့ရှိတာပေါ့ဟိုပြက်တာတော့မပြက်တာဆိုတာကဒါလူတယောက်ရဲ့ဟို ဘာသာပြန်မှုနဲ့လည်းမှုတည်တယ်ပေါ့နော်ဥပမာပြောလိုက်အာ immunity လို့ကျွန်မပြောလိုက်မှာဥပမာပေးတာပေါ့နော်ဒါတမှန်မဟုတ်ဘူးဒါပေမဲ့ဥပမာထ immunity ကိုကျွန်မကထောက်ပြမယ်ဆိုရင်လူတွေကတော့ပြောမှာပေါ့ဒါတော့တော်လှန်ရေးကိုဖြစ်တာပါ no immunity is not about politics on but တော်လှန်ရေးတော်လှန်ရေးက immunity တခုတည်းပိုင်တာမဟုတ်ဘူးပြည်သူတရက်လုံးကပိုင်တာ immunity ကိုအဲ့လိုမျိုးထောက်ပြဝေဖန်တယ်ဆိုတာပြင်ဖို့အတွက်ကိုထောက်ပြဝေဖန်တာတော်လှန်ရေးတော့ပို့ပြီးတော့မှအကျိုးရှိအောင်ကိုကပြောတာ ဒီလိုပဲအင်ယူဂျီမှားလဲပဲထောက်ခံမှန်လဲပဲထောက်ခံအာလိုအပ်ချက်ရှိလဲပဲထောက်ခံဘာမှမပြောဘူးချင်းဟိုပိတ်နှုတ်ပိတ်လို့ဆိုတာဒါကအတွေးခေါ်မရှိတဲ့လူတွေလောက်တာအတွေးခေါ်ရှိရင်တော့ဒါမှတစ်ဖက်မှာအင်ယူဂျီအမြဲတမ်းကြီးဟိုဝေဖန်တာပဲလုပ်မယ်ကျန်တာတော့ကောင်းတာကြတော့မပြောဘူးဝေဖန်တာတစ်ခုပဲလုပ်မယ်ဝေဖန်ရေးတစ်ခုပဲလုပ်မယ်ဘာမှ ဟိုဘာလို့ထောက်ခံလာတဲ့ဘာတွေမလုပ်ဘူးဆိုတော့ဒါကတော့ထိတ်ချတယ်အန်ယူဂျီရဲ့မဟာမင်းမဟုတ်ဘူးသူဒီသူရဲ့မဟာမင်းရဲ့ဘယ်သူလဲရန်သူအတွက်ကျိုးလုံနေတယ်ဆိုတော့ရန်သူရဲ့မဟာမင်းကကိုမဟာမင်းမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောချင်တာရန်သူတက်လို့ချင်တာဒါမဲ့ကျမပြောချင်တဲ့စကားကကျမတို့ဝေဖန်တဲ့ထောက်ပြတယ်ဆိုတာကဖြစ်နေတဲ့ကိစ္စကပြဿနာရှိတယ်ဒီတိုင်းဆက်သွားရင်ပို့ဆိုးမယ်အဲ့ဒါကြောင့်မလို့ချင်းမီပြုတ်ပြင်ပြောင်းလဲဖို့အတွက်ကိုပြောတာဖြစ်တယ်နော်အဲ့ဒါလေးကိုတခုပြောချင်တာဆိုတော့ ဒီမဆိုင်တဲ့ကိစ္စတွေကိုလိုက်ပြီးတော့မှဆွဲတဲ့ဟာကျွန်မမချိုက်ဘူးဒီကိစ္စတခုဖြစ်သွားတာလက်ရှိတည်းမှာတော်နိုင်ရေးတွေကဒီလိုဆိုတဲ့ဟာမျိုးကျွန်မမပြောလို့ဘူးဆိုတော့အာပြောပြစရာတပုံကြီးရှိသေးတယ်ဆိုတော့အာစီစဉ်တိုင်းပဲကျွန်မမှာပြောပြစရာအများကြီးရှိတယ်ပြောပြစရာအများကြီးရှိတယ်ဆိုတာက တချို့ဟာတွေကကိုသိနေတယ်တချို့ဟာတွေကလူတွေပြောနေတာမဟုတ်ဘူးဆိုတဲ့ဟာကိုပြောချင်တယ်တချို့ဟာတွေကတော့ကိုကဒီနိုင်ငံရေးတော်လှန်ရေးဖြတ်သန်းမှုအမှားအာကိုဟိုသိတဲ့ဟာလည်းရှိမယ်ပုံသတ်တာလည်းရှိမယ်ပေါ့နော်ကျမပြောတယ်ဆိုတဲ့စကားကကျမခုသက်ရွယ်တိကျမမဟုတ်ဘန်းနဲ့ဟုတ်တယ်ဆိုပြီးတော့မှလောက်ယူတဲ့စကားတခုမှမရှိဘူးအနည်းဆုံးကတော့ရင်းမြစ်တစ်ခုတစ်ခုစီရကျမရလို့ပြောတာ မှန်ခဲ့သည်ရှိတော့မှားခဲ့သည်ရှိပေါ့နော်လဲဆိုတော့ကျွန်မအဲ့ဒီရင်းမြစ်တစ်ခုကနေပြီးတော့ရခဲ့တာရခဲ့လို့ကျွန်မပြောတာပေါ့ဒါပေမဲ့အခုဟိုပါဒီချစ်သူဝေတို့ကြောင့်ပြမယ်ဆိုရင်အာသူကတော့ချစ်သူဝေတို့နဲ့တဲလို့တို့ဘာတို့ချစ်သူဝေတို့ရဲ့အောက်ဆွဲမိုးလို့တို့ဘာတို့လာအောင်မယ်ဟဲ့အဲ့လိုမျိုးကလာလာနိုင်သေးတယ်ချစ်သူဝေနဲ့ကျွန်မနဲ့ပြင်မှာတွေ့ဖူးတယ်သုံးလေးချိန်တွေ့ဖူးတယ်စကားတည်းရမပြောဘူးသူလည်းကျမမသိဘူးကျမပဲသူ့ကိုသိတာပြောချင်တာကလေ လင်းလင်းနဲ့တော့စကားပြောဖို့တယ်အရင်တစ်ခါမှလည်းကျွန်မဗီဒီယိုပြောပြီးပြီနော်လင်းလင်းတို့ကဘလောက်တောင်မှသေချာလဲဆိုတော့သူရဲ့စိတ်ဓာတ်ကိုလေးစားစရာဘလောက်ကောင်းလဲဆိုတော့ကျမဆိုရင်ကျမတို့မင်္ဂလာငါးနှစ်အတွက်ပစ္စည်းတစ်ခုသူ့ကိုသွားပေးတယ်အဲ့ဒါတော့လာရင်တွက်လောက်ပေါ့နော်လေးလံဒီပါတီတင်တင်တဲ့ဟာသူတို့ဆိုရင်တော့လူကအော်ပါလေပိုသိများတယ်ဆိုတော့သူများတွေကထောက်ပံ့ဝန်ရမှုပိုများတယ်ပေါ့နော်ပို့ပြီးတော့ထိရောက်မယ်ဆိုပြီးတော့ပေးတဲ့ခါကျတော့သူမอยู่ဘူး သူမယူကုပတ်တက်ကိုပဲလို့ဘာလဲကျွန်တော်တို့ကုပတ်တက်ကိုပဲရိုရှင်လုပ်ချင်ပါတယ်အဲ့လိုမျိုးသူလိမ္မာညာနဲ့သူညင်းညင်းနေပါတော့အဲ့လိုမျိုးကျမတို့ကြတော့လေဒီဘယ်လဲဟိုကိုမျက်နှာတန့်ဖို့ထားရတဲ့ပစ္စည်းတစ်ခုမင်္ဂလာနှစ်ပတ်လည်မျိုးကိစ္စတစ်ခုတော့ကျမတို့ကလည်းအဲ့လိုမျိုးပြီးဆက်လွယ်ဟိုရချင်ရရဖြစ်ချင်ရဖြစ်လို့မဲဖောက်လိုက်တာမျိုးမလုပ်ချင်ဘူးအဲ့လိုမျိုးပေါ့နော်ကိုကိုကိုလည်းပဲဆက်လီမဟုတ်ပင်မဲ့ကိုကတန့်ဖို့ရှိတယ်ဒါပေမဲ့ဒီလိုပြောလို့ကိုကဆက်လီဖြစ်ချက်တာမဟုတ်ဘူးကျမကယူကြည်လောက်ကတသက်လုံးယူကြည်လောက်လာတယ်လို့နော်ဆက်လီဖြစ်ချက်လို့တက်ပြောရလို့ထင်ဦးမယ် ညီတို့ပဲဆိုစင်ပါဘူးအဲ့ဒါနားထောင်တဲ့လူတွေရဲ့ဟိုဟာပါပြဿနာပဲကျမရဲ့ပြဿနာမဟုတ်ဘူးဒါတော့လူတယောက်ရဲ့ဟိုဟာပေါ့ဟိုအမြင်တို့ဘာတို့သုံးသပ်တာတို့ဝေဖန်တာတို့ကတော့လူတိုင်းမှာသဘောထားအွက်လက်ခွင့်ရှိတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့လိန်နေတာဟိုတော့ကျမတို့ကလိန်နေတယ်လို့ပြောရမယ်မလိန်တဲ့လူတွေကြတော့မလွန်ဘူးဆိုတာတော့ဒါပြောရမယ်ဒါတရားနှစ်တာတယ်ဒါဟိုဟာဖြစ်တယ်ဟိုကြည့်ဝတ်နဲ့လည်းညီတာပေါ့နော် ဟိုလူတယောက်ဖြစ်ရင်ဘယ်လိုပဲပြောသူတို့ကအဲ့လိုမျိုးမဟုတ်ဘူးနောက်တစ်ခုပြန်ကြည့်ချစ်သူဝေတို့ကရွှေဇုံနဲ့ကြိုက်ပြီးမွေးလာတဲ့လူတွေလို့ပြောလို့ရမင်းသမီးဘဝမှာရောအောင်မြင်မှုဆရာဝန်နော်တခုတယောက်ဖြစ်တယ်နော်ပညာရေးကောင်းဆုံးရထားတယ်ဘာဖြစ်လို့အတန်းဝိုင်းကလည်းရထားတယ်အစကတည်းကဆိုရင်သူသူရဲ့သူ့ဖေထောင်ထားတဲ့ music band လို့ပါလို့တော့မှကျွန်မနာမည်တွေမပြောချင်ဘူးဆိုတော့အဲ့ဒီနာမည်တွေနဲ့ပေါင်းရင်ပတ်သက်မှုရှိတယ်ဆိုရင်သိတယ်မလားဟိုတချို့တွေကကြိုက်ချင်မှလည်းကြိုက်မှာလေနော် သူတို့ရဲ့လုံချုံရေးလည်းရှိတော့ဒီဒီအတိုင်းပဲဒါမှချစ်သူဝေဖေးရတော့ဆုံးသွားပြီပေါ့နော်ဆိုတော့သူတို့ရဲ့စကားတဲ့ကွာသူတို့ကလူချမ်းသာတွေဖြစ်တယ်အာလူချမ်းသာတွေဖြစ်တယ်ပြီးရင်ဘသူတွေကတော့သူသမီးဤတွေအတွက်ကိုအာကြည်ပေးတဲ့လူတွေအာခလဲထိန်ပေါ့နော်နန်နီပေါ့အဲခလဲအဲ့ဒီဟာတွေလည်းကျွန်မအကုန်သိတယ်ဒါမှကျွန်မမပြောချင်ဘူးဒီကိစ္စတွေကော ။ငါပြောဆိုတော့ဒါသူများသဘုံသိခါတို့ပါတော့ရှိရင်ဒါမှတမဒီနေမှာဘာပြောချင်လဲဆိုတော့သူတို့သည်အိမ်ဝယ်တာကောင်းတယ်ဝယ်နိုင်မစေ။တော်လှန်ရေးမှာပါရတဲ့မင်းသမီးမင်းသားတွေအကုန်လုံးကိုဆင်ပြေစေချင်တယ်။ဒါပေမဲ့လူတွေကဘာကိုသမုံကြလဲဆိုတော့သူတို့ကတော်လှန်ရေးရန်ပုံငွေတွေရှာတယ်။ပြီးတော့မှအဲ့ဒါသူတို့အတွက်ဂျိုးပြုတ်တယ်လို့ပြောတယ်။ No ba no ba အဲ့ဒါတော့ရေရေကြီးအာမခံတယ်။ဘာကြောက်လဲဆိုတော့အခုတော့မှပြောင်းရင်ပြောင်းရင်နဲ့အာ เออสกายเนี่ยไม่ပြောချင်တာအဲ့ဒါလည်းပါတယ်ဘာလို့ဆိုတော့ကုကုပြောလိုက်တဲ့ဟိုအကြောင်းအရာတွေကသူများသွားထိခိုက်မှာဆိုလို့လေเนาะအခုတော့မှပြောရင်ပြောရင်နဲ့ပါတော့မယ်ဆိုတော့ဥပမာဆိုရင် သူတို့ကဘယ်လောက်ထိဟိုခံယူချက်အာရက်တီချက်ပြတ်သားလဲဆိုတော့လုံးလုံးရင်တော့တော်လှန်ရေးအတွက်ပဲလုပ်မယ်တော်လှန်ရေးအတွက်မပါတဲ့အလုပ်တွေသူတို့မလုပ်ဘူးဥပမာဒီအရုပ်ရှင်ရိုက်တာဖြစ်ဖြစ်ကြော်ညာတာဖြစ်ဖြစ်ဗီဒီယိုရိုက်တာဖြစ်ဖြစ်ပေါ့เนาะဆိုတော့အဲ့ဒါကိုစီဝေး သူတို့အရန်သိတတ်သူတွေရှိတယ်စီဝေးလောက်တာဆိုရင်သူတို့သုံးလေးဦးပဲသူတို့ထိုင်တယ်အာနောက်တစ်ခုကဒီစကားလည်းထင်ချန်တာများရင်လေလုံခြုံရေးကြောက်ထင်ချန်တာများများရင်လေအာနားထောင်ရလူတွေတူတွေကမပြည့်စုံဘူးပေါ့နော်အဲ့ဒါလည်းရှိတယ်ဥပမာပုတ်ပွေလေးလေးပြောလိုက်မယ် ပန်နာကြီးဆိုရင်သူကဒရိုက်တာလောက်တယ်မလားဒရိုက်တာလောက်တယ်ဒါပေမဲ့လောက်တဲ့အလုပ်တွေကိုပန်ဖြိုးသူ့ကိုခေါ်တယ်ဆိုရင်ဟိုဘာလဲသူ့မိမနဲ့ဟိုကဖြစ်တယ်သူတို့ကရေရှည်ပဲလို့ပြောပြောအာတော်လှန်ရေးမင်းသမီးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်လှန်ရေးမှာပါဝင်တယ်စီဒီအာလောက်တယ်ဒီအာနာရှင်မတရားစနစ်ကိုတော်လှန်တဲ့လူတွေမို့လို့သူတို့ရဲ့ဇက်ကားတွေရပါမှာပြည်ထဲမှာပြလို့မရဘူးဒါအကောင်လုံးသိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်မတို့ကဒီပမှာပြတဲ့တဲ့ဟာကိုကျွန်မတို့အားပေးတာတော်လှန်ရေး ဇက်ကမဟုတ်တော့လဲပဲတော်လှန်ရေးမှာပါဝင်နေတဲ့မင်းသမီးတွေဖြစ်တယ်မင်းသားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အားပေးတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပြောကျဆိုဥဝဲလဲပါကောဖြစ်ပြီးပြီလေအင်ဂျလာကျော်စင်လဲထောင်ချခဲ့ပြီးပြီလေမြန်မာလျှောက်စလုံးထောင်ကျော်ကပြုတ်ကုန်ပြီးပြီလေ ဒီ KNU ထိတ်ချုပ်နယ်မြေကိုရောက်လာပြီးတော့မှတက်မဟာဘလော့ဘလော့ဆိုတော့ကျွန်မမပြောလို့ဘူးเนาะရန်ကုန်နဲ့နီးစုံတက်မဟာအရှင်တို့သိတယ်โอเคရန်ကုန်နဲ့နီးစုံတက်မဟာနယ်မြေမှာရောက်လာပြီးတော့မှပိုင်တခွန်နဲ့နှစ်ယောက်ရောက်လာပြီးတော့မှစစ်ခွေးတွေကသားသမီးတွေကိုဓာစာခံဖမ်းလို့အင်ဂျင်နီယာကျန်တို့ကပြန်သွားခလိုက်ရတာပြန်သွားလိုက်ပြီးတော့မှပြန်သွားဖမ်းခံရတာเนาะဒါလည်းတော့ဟာရေလုတ်ခဲ့တာထောင်ချခဲ့ပြီးတော့လာရင်မင်းသမီးအဲ့ဒါကြောင့်မလို့အားပေးတာโอเคအာနောက်တစ်ခုကအာ နောက်တစ်ခုကပြောချင်တာပိုက်တခွန်လည်းပဲနီးစပ်ဆုံးဟိုရန်ကုန်ကနီးစပ်ဆုံးတော်လှန်ရေးနယ်မြေကိုရောက်ခဲ့ပြီးတော့မှသူလည်းပဲဟိုဟိုဘက်ကဓာတ်ဆာခံရလို့တဲ့အတွက်ကြောင့်မို့ရောသူသွားသွားဖမ်းခံရတာပေါ့နော်ဟိုအဲ့ဒါပေါ့ဆိုတော့ဘာဖြစ်လို့ကျမတို့ကသိလဲဆိုတော့ကျမတို့လည်းအဲ့ဒီဘက်ကိုနီးစပ်ဆုံးရှောင်ခဲ့တာဟိုရှောင်ဖို့စူးစမ်းခဲ့တာဟိုလုပ်ခဲ့တာဟို ီးတော့အဲ့နားမှာလူတွေကဟိုဘယ်လိုမျိုးရှိနေတယ်ဆိုရင်သူတို့ကလုံခြုံရေးအရာကိုတဏှာနဲ့တဏှာသူကခွဲပြီးတော့ထားလိုက်တယ်လေနော်လူတွေကိုလေ anyway ဒါတော့တစ်ပိုင်းသူတို့ပြောချင်တာကဒီပိုင်ဖြိုးဘာလဲဒီပိုင်ဖြိုးသူနဲ့ဟိုဘာလဲဒီချစ်သူဝင်နဲ့ဗီဒီယိုဇက်ကားတွေရိုက်မယ်ဆိုရင်ဒါမှဒီနာဂျီတို့ကဒရိုက်တာနာဂျီတို့ကသူတို့ကလည်းဘယ်လိုပဲပြောပြောတသက်လုံးဒီလိုပဲနေလို့မရဘူးဟိုပါလဲ လူတိုင်းကတော့စီးပွားဆိုတာရှာရတာပဲเนาะဟိုဒါကတော့လူသဘောဝပဲဆိုတော့ဒီတိုင်းတသက်လုံးဒီလိုမျိုးလုံးလို့မရတဲ့ခါကျတော့ဇက်ကားချိန်မှာဒါပေမဲ့တော်ဟင်းဇက်ကားလည်းမဟုတ်ဘူးဒီလိုမျိုးရတဲ့ရေးအတွက်နောက်တစ်ခါမင်းသမီးဖြစ်တဲ့အတလျောက်မင်းသမီးတယောက်ရဲ့အာဘာလဲဟိုဂုံ drug အဆောက်အအုံဆိုတာလည်းလူသေးတယ်လေရိုးရိုးလူလိုမျိုးကျမတို့လိုမျိုးသာမန်လူလိုမျိုးနီးစပ်ရာဈေးချိုတဲ့အခန်းတွေမှာသွားပြီးတော့မှဟိုဟာ ဟိုကသွားယူလို့လို့မရဘူးပြောချင်တာကလေဒီတိုင်းပဲအာဟွာနေလို့မရဘူးနေဆုံးကတော့ကွန်ဒိုလောက်မှသူတို့ရဲ့ဟိုပေါ့ဒီနုပညာနဲ့လူသိရှင်တဲ့ဒီဆယ်လီသူတို့ကဆယ်လီဘက်တီပေါ့နော်ဆယ်လီဆယ်လီဆိုတာငကကြတောင်ဆန်သေးတယ်ထင်ပေါ်ကျော်ကြားလူသိများထင်ပေါ်ကျော်ကြားလူကြိုက်များသူကလူသိများတာပဲမဲ့လေသူကအော်အဲ့ဒီလူကကောင်းချင်းနဲ့သိများတာမဟုတ်ဘူးလေဒါ impopular လို့ခေါ်တာပေါ့နော် ်သူတော့အများကြီးသိတယ်ဒါပေမဲ့သူရဲ့အကျင့်မကောင်းတာနဲ့စရိုက်မကောင်းတာတွေမကောင်းတဲ့ဟာလေးနဲ့သိတယ်အင်ဒါတော့ဟိုပါဟိုအင်ပေါ်ပူလာပေါ့ဒါပေမဲ့သူတို့ကပေါ်ပူလာတယ်လေထင်ပေါ်ကြော်ကြားတယ်လူကြိုက်များတယ်လူလည်းသိများတယ်ကြိုက်လည်းကြိုက်များတယ်လူတွေပေါ့နော်ဆိုတော့သူဒီတိုင်းပဲပြစ်ဆက်လက်ခံနေလို့မရသူတို့ကအဲ့လို့ဆိုတော့သူတို့ဝင်ငွေရှာဖို့တက်ကိုလုပ်မယ်ဒါပေမဲ့လင်းလင်းတော့ကတော်လှန်ရေးတွက်မဟုတ်ဘူးဆိုလုံးဝမလုပ်ဘူးလုံးဝမလုပ်ဘူးအဲ့ဒါတခုတော့ယုံလိုက်သူတို့အိမ်ဝယ်နိုင်တယ်ဆိုတာက အိမ်ကတော့ငါးသိန်းတန်၄သိန်းကုန်းတောင်ပေါ့နော်ထက်ဆက်မှာဝယ်တယ်အိမ်ကတော့အကြီးပဲထက်ဆက်ကလည်းအရန်ဈေးချိုဈေးချိုတာဝင်တယ်နော်အိမ်ကတော့လူတိုင်းအနှင်းနဲ့အညာဝယ်ရမယ့်လူတွေကြီးပဲဒါပေမဲ့သူတို့ကတော်လှန်ရေးပစ္စံကိုသူတို့ခိုးပြီးတော့ဝယ်တာမဟုတ်ဘူးတော်လှန်ရေးပစ္စံတစ်ခုတည်းကို ဟိုဘာမှမလုပ်ဘဲနဲ့တော်လှန်ရေးလူငွေကောက်စားနေတဲ့လူတွေမဟုတ်ဘူးသူတို့ရံပုံငွေရှာပေးတယ်ဆိုတာလေဒါကော်မတီနဲ့သူတို့ပါတာသူတို့စီစဉ်သွားတာကျွန်မသိဆုံးပြောချင်တာသိဆုံးဆိုတာသူတို့ပြည့်စည်တွေသူတို့ဘယ်သူကိုဘယ်လိုလုပ်ပါတယ်ဆိုတဲ့ဟောက်ကတော့ဟိုမသိဘူးပေါ့နော်ဒါတော့သူတို့တွင်ဆိုင်ရင်ဒါပေမဲ့သူတို့လုံနေတဲ့ဟာတွေကိုသူတို့ပေးနေတဲ့ဖွဲ့တွေဘယ်လောက်ထိဟိုပါပေါ့ဒီတော်လှန်ရေးအတွက်ဂျိုးပြုတယ်ဆိုတာကျွန်မသိတယ် အာကျွန်မသိတယ်ဘယ်ရသိလဲဆိုတော့ကိုတော့ကျွန်မကိုဟိုဗာလဲဟိုအသိစိတ်တော့မမင်းနဲ့ပေါ့နော်ကျွန်မမပြောနိုင်ဘူးဒီနေရာမှာကျွန်မမပြောနိုင်ဘူးတချို့ဟာတွေကကို့ကိုပေးတဲ့ရင်းမြစ်တွေကိုနဲ့တူတူနေလာခဲ့တဲ့လူတွေသူတို့ရဲ့ဂုံသိခါတွေရှိတဲ့ထက်ကထက်ကပြောပြောပြောတယ်ဆိုတော့တခိုးတယောက်ကဗာလဲဘာအလုံးမမလုပ်ဘဲနဲ့ ဒီရောက်ကတဲ့ကတော်လှန်ရေးတစ်ခုကိုပဲအော်တော်လှန်ရေးငွေပဲရှာတယ်တော်လှန်ရေးရပုံကိုပဲကောက်ခံတယ်ဘာမှမလုပ်ဘူးအဲ့လိုလူနဲ့လုံလဲမဲ့ပေါ့တကယ်တမ်းကျတော့ဆိုရ officially အရာဆိုရင် तू ကလုံးလက်မဲ့ပဲလေလုံးလက်မဲ့ဖြစ်ပြီးတော့မှသလိုင်းရင်းငူရင်းနဲ့ဆင့်ပြေပြီးတော့စတော့ကတော့ तू ကကိုတခုဟာလက်ထွက်လာတယ်ပပညာဖြစ်ပြီးတော့မှအဆက်ကတည်းက तू ကချမ်းသာခဲ့တာမဟုတ်ဘူးဟိုအင်္ဂလိပ်ဆိုရလက်ထက်မှာမှ तू ကချမ်းသာလာတာဘာကြောင့်ချမ်းသာလာလဲဆိုတော့ကျွန်မပြောခဲ့ပြီးပြီရင်ဗီဒီယိုတွေမှာလည်းကျွန်မမပြောလို့ဘူးဒါပေမဲ့အဲ့လိုမျိုးအကျင့်မကောင်းတဲ့လူတယောက်နဲ့ရှင်ပြီးတော့မှဒီလင်းလင်းတို့ချစ်သူတွေတို့အိမ်ဝယ်တဲ့ဟာကိုသူတို့နဲ့ရှင်ပြီးတော့ပြောတာကျွန်မမကြိုက်ဘူးကျွန်မနာတယ်ဘာပဲဆိုတော့တခိုးနဲ့ ဒီလှုပ်လက်မဲ့ဘာလုံးမမလှုပ်ဘဲနဲ့ဟိုဘာလဲဟိုတနှိမ့်ကျော်ကျော်ဟိုလှူငွေတစ်ခုတည်းဟိုဟိုလက်ခံပြီးတော့မှဆိုင်ကြီးလှုပ်တယ်ဆိုင်ကြီးလှုပ်ပြီးတော့မှတခါနောက်တစ်နှိမ့်ကျတော့နှစ်နှိမ့်ကျတော့အိမ်ပထမတော့အိမ်လေ6သိန်းတန်ပေါ့နော်လေးသိန်းတန်ပေါ့အဝယ်တယ်ဝယ်ပြီးတော့မှတော့မှတသန်းတန်ဝယ်တယ်တသန်းတန်ဝယ်မှလူတွေကသိသွားကြတာပေါ့လေနော်အဲ့လိုမျိုးလူနဲ့ဘာတစ်ခုမှအခုချိန်ထိတကယ်ဆိုရင် तू ကဟိုပြောရမယ်ဆိုလှုပ်လက်မဲ့ပဲလေ तू ရဲ့ သူသူမိသားစုတစုလုံးကလည်းမလုပ်လက်မဲ့ဘာတခုမှလုပ်ရတာမဟုတ်ဘူးเนาะပိုင်သူတို့ကသူယောက်ျားကဗျက်ဆိုင်အကြီးဖွဲ့တယ်ဆိုတဲ့ကဒါကဒါကလည်းငွေမဲတွေငွေငွေဖြူလောက်ခဲ့လို့ပဲငွေမဲတွေပဲလုံငွေဖြူလောက်နိုင်လဲအများကြီးရှိတယ်လို့နေလေအသေးစိတ်တော့ကျွန်မမသိဘူးဘာကြောင့်ဆိုကျွန်မလည်းအဲ့လောက်ထိသူတို့ကိုလိုက်ဆောက်ကြည့်နေဖို့ဟိုရှိနေတာမဟုတ်ဘူးဘသူလဲဆိုတာအကုန်လုံးသိပြီးသားပါဆက်လေငိမ့်စက်ပါဆက်လေကိုပြောတာဒါပေမဲ့အဲ့လိုမျိုးသခိုးမတယောက်ပေါ့နိုင်ငံတော်သခိုးမပေါ့နော်သူ့ကိုသူများတွေကပေးထားတဲ့နာမည်ကတော့နာမည်ကြီးတာတော့ကျွန်မတော့နိုင်ငံတော်သခိုးမတော့ကျွန်မမပြောဘူးသူ့ကိုပါဆက်လေလို့ပြောတယ် ပတ်ဆက်နေလို့ပြောတယ်ဘာလို့ဆိုလူတကောင်သူကပတ်ဆက်နေလို့ဆောင်းဦးလိုင်ကိုပတ်ဆက်ပြီးကြတဲ့ကကျွန်မကအာအော်သွားလို့ဒါမဲ့ထားပါဒီဒီခုနေရာမှာကျွန်မသူ့ကြောင့်ပြောမှာမဟုတ်ဘူးဒါပေမဲ့ပြောချင်တာကဒီလိုမျိုးတော်လှန်ရေးငွေကိုခိုးပြီးတော့လွဲသွန်းစားလုပ်ခဲ့တဲ့လူတယောက်ကြောင့်မို့လို့ကြံတဲ့လူတွေနုပညာရှင်တွေကိုပတ်ဆက်နေကိုတော့မှအိမ်ဝယ်လို့မရဘူးဆိုတော့ဒါမဟုတ်သေးဘူးလေခနဲ့ရတာ UN ကြတာကြည်လိုက်တော့လေအောင်မလေး CSO ကလူတွေ NGO ကလူတွေဆိုတာလည်းရှိသေးတယ် ဝယ်နိုင်ကုန်လဲဝယ်ပေါ့သူတို့ကဗမာပြည်နေမှာကိုကိုပတ်ဆောင်တဲ့ကိုဝင်အမေရိကန်ပို့ထားပြီးတော့ငွေဘာလဲလှမ်းပို့ထားပြီးတော့အင်ဝယ်နိုင်တဲ့လူတွေပဲလေနောက်တစ်ခုကထက်ဆက်မှာဒီလိုမျိုးအင်ဝယ်တယ်ဆိုဒေါ်လာ3000ရှိရင်ဒေါင်းပေမဲ့3000ငါပါသူအိမ်၅သိန်းဆိုရင်20%ပေးရင်ဒေါ်လာ3သိန်းပေးရင်အိမ်ဝယ်လို့ရတယ်ဘယ်နေရာမှာဆိုအိမ်ဝယ်လို့ရတယ်ဒါဘာမှခက်ဘူးအဲ့ဒါကြောင့်မလို့တနည်းမပြည့်သေးပဲနဲ့အိမ်ဝယ်တော့ဘာတော့အိမ်ဝယ်လို့မရတော့ရတာပေါ့ကိုပတ်ဆက်တဲ့ကိုရှိရင်အကုန်လုံးဝယ်လို့ရတယ် ဘာဖြစ်လို့ပေါ့ပေါ့အဆောက်တော့ကျွန်မကပြောလဲဆိုတော့အဲ့ဒီတခိုးမကိစ္စကြတော့ तू ကအဆက်ကတည်းက तू လိုက်တယ်မှလည်းပြောခဲ့ပြီ तू ပြေးလာရတဲ့ကိစ္စကိုက तू ကကိုရိုးတက်တက်ကိုတခုနဲ့ तू ပြေးလာခဲ့ရတယ်ပတ်စံတော့မပါဘူးပြီးရင်ဘဝက तू ကလည်း तू သူ့ဘဝတွေပြန်ကြည့်လိုက်တော့လဲဟိုဘတ်ကစီဖို့နှစ်ရတော့ပတ်စံမရှိလို့ပို့ဖြူတန်းက तू ကိုချီးပေးရတဲ့အဆက်လေ နောက်တစ်ခုကသူဗာလဲဒီအလုံးမှာခန်းနေငှားနေတဲ့အခန်းတွေသူစရိုက်တွေပြန်ကြည့်ပြင်သူချမ်းသာလာတဲ့နှစ်တွေပြန်ကြည့်တော့လဲဒီရေမင်းဦးကနေပြီးတော့မှသူ့ကိုဂျေဆုဆတဲ့အတွက်ကြောင့်မို့လို့မြမစီပွားရေးဖန်မှာဗန်အသက်ဟိုဗမာငွေသိန်းပေါင်းတပေါင်းခွဲအရေမင်းဦးကစီမံပါတာဝန်ကြီးဆိုတော့သူကအဲအဲ့လိုမျိုးတွေနဲ့အာထောက်ခံခဲ့လို့သူကရသွားတာလေအဲ့ဒါကြောင့်မို့လို့အခုထိသူ့ရဲ့အိမ်ကသူ့ရဲ့တိုက်ကြီးကခုချိန်ထိ ခုချိန်ထိဘာမှမလုပ်ဘူးထိမ့်သိမ်းထားတယ်လို့ပြောတော့ရင်တော့ပြောတော့သူများမယုံကြဘူးလေအခုတော့ဟုတ်တယ်ထိမ့်သိမ်းတယ်ဘာပြောလို့ဆိုတော့ तू ကဘယ်မှာကြွေးရှိလို့ထိမ့်သိမ်းထားတာ तू तू ပိုင်ဆိုင်မှုကသူ့ရဲ့ပိုင်ဆိုင်မှုဘာလို့ဆို तू ကဒီမြမစီပွားရေးဘန်နေပြီးတော့မှဒါတော့ပြည်သူဆိုရတိုက်ရင်တော့ဟိုပြည်သူဆိုရရဲ့ပတ်စံပေါ့နော်နိုင်ငံဆိုရရဲ့ပတ်စံပေါ့ အော်တကယ်လို့ဆက်အာနာရှင်ကမတရားအာနာသိမ်းပြီးတော့မှလုထားတယ်ဆိုတော့ဒါကဆက်အာနာရှင်အောက်မှာထိမ့်ထွင်းမှုအောက်မှာရှိနေတဲ့ဟိုဘာလဲပပိုင်ဆိုင်မှုပေါ့နော်အဲ့လိုမျိုးစကလုံးတွေကလည်းရှာရတာပြောမနေဘူးဘာလို့ဆိုတော့ဆရာဆရာကြီးတွေကအရန်ကိုတွတ်တက်ကြတာလေဘာလို့ဆိုစကားဌာနပေါ်မှာအရန်ကောက်ကြတဲ့ခါကြတော့ဟိုကိုကလည်းအော်သူ့ရဲ့ဟိုရှီလျားတဲ့ဒီဟိုဟာအကြောင်းတွေကပြောပြောမယ်ဆိုရင်လည်း ဟိုစာချောင်းတက်ချောင်းနှစ်ချောင်းနဲ့ပြောလို့မပြီးဘူးအများကြီးပဲအဲ့ဒီကတဲ့ကချီးထားတဲ့ပက်ဆက်ဆိုတော့သူ့အိမ်ကိုခုချိန်ထိဒီစကားစရရဲတွေကမပြည့်စည်အောင်လို့ထိန်းသိမ်းထားတယ်ဆိုတာကခုနကဆိုရမှာကျွေးရှိနေလို့ဖြစ်တယ်။အဲ့ဒီကျွေးရဘာဖြစ်လဲဆိုတော့ရဲမင်းဦးလက်ထက်မှာစီမံဘာသာဝင်ကြီးဖြစ်သွားတဲ့ချိန်မှာသူကအင်္ဂလိပ်မှာရဲမင်းဦးရဲ့ဟိုကမ်ပိန်းမန်နေဂျာကိုလုပ်ပေးတဲ့ခါကျတော့ရဲမင်းဦးကကျေးဇူးဆက်တယ်ရဲမင်းဦးဆိုတာလည်း သမိုင်းကိုပြန်ကြည့်လိုက်ရင်လည်းနန္ဒာလှမြင့်ကျက်ဖို့ရဲ့ဟိုပြောရေးဆိုခွဲရှိသူကျက်ဖို့ခေါင်းဆောင်တွေစက်ခေါင်းဆောင်တွေကလိုနီတွေဒေဇာတို့နဲ့စီပွားရေးတူလုပ်ခဲ့တဲ့လူတွေအဲ့ဒီဟာတွေကျမပြောတာမယုံရင်လည်းမယုံလို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ဘာဖြစ်လို့ကျမသိလဲဆိုတော့ရဲမင်းဦးကဒေဇာနာမှာခစားတဲ့လူလေပတ်ဆက်လည်းရအဲ့ဒီကလေးကသူကကလိုနီတွေစစ်ပိုးတွေအဲ့လိုမျိုးလူတွေပဲသူကကတ်ကတ်ခဲ့ပြီးတော့သူကဒေလာခဲ့တာသူကဟိုဘာဖြစ်တယ်ဆိုတော့လေ anyway ဒါထားဒီဘိုင်းထားကျွန်မမပြောချင်ဘူးဒီကိစ္စကိုဒါမဲ့ခုကဒီထပ်ပြီးတော့ပြောရတယ်ဆိုတာအများအားကကျွန်မရဲ့ post မှာလာလာပြီးတော့တိုက်ခိုက်နေကြလို့ကျွန်မကသူသူ့ဘဝကိုဒီပတ်ဆက်လေးကိုကျွန်မကအာဘာဘာလဲဟိုကဖြစ်လို့တယ်ဘာလဲနာမလို့လို့ဘာလဲဟိုကသူသူမရတာကိုနာမလို့လို့ကျွန်မကအော်တိုက်ခိုက်တယ်ပေါ့လေ노ပါဘာကြောင့်ဆိုတော့နာမလို့ဘို့ဆိုတာကိုကသူ့လိုမျိုးရချင်တယ်သူ့လိုမျိုးဖြစ်ချင်တယ်သူ့လိုမျိုးဟိုဘာလို့ဘို့ဆိုတာကသူ့ဘဝကိုက လေးစားရတဲ့ဇာလည်းမရှိအားကြစရာလည်းမရှိသူ့ဘဝပြန်ကြည့်လိုက်ရင်တခါတယ်အာပြောတကယ်ပြောမကောင်းတော့ဘူးပြန်ကြည့်လိုက်ရင်အာရွာမှာကတည်းကနှလုံးရောင်းတာနှလုံးသူကိုယ်တိုင်ရောင်းရတာနောက်ဆုံးတော့နှလုံးဒိုင်ပြုတ်လို့သူ့ဖေရောအကုန်လုံးကသူတို့ကမယော်နိုင်တော့လို့ဘမပြမအများကြီးရှိတယ်လေအဲ့လိုမျိုးကအများကြီးဆိုတော့ပြောဆယ်ကဏ္ဍပေါ့နော်ရှိတယ်မြင်ဘူးတယ် ဟိုတဲဘာလဲတရွာလုံးထိပေါက်သွားတဲ့ခါကျရင်မယုံနိုင်တော့ဘူးလေပြေးရတာလေထိုင်းကိုပြေးရတာရှိတယ်ကျွန်မတို့ဘက်မှာလေအဲ့ဒါကြောင့်မို့သူတို့ကရန်ကုန်ပြေးလာတာအဲ့အဲ့ဒီ ठी ပဲကျွန်မပြောမယ်ဒီမှာနော်ဘာလို့ဆိုတော့သူသူတို့ကြောင့်ပြောမှာမဟုတ်လို့တွေ့တဲ့ကြောင့်ဒါပေမဲ့ပြောချင်တာဟိုကျွန်မတို့အကုန်လုံးကိုအဆင်ပြေစေချင်တယ်ဟိုမှာဘာလို့ဆိုတော့တော်လာရင်မှလည်းပါလာသေးတယ်သူတို့ရဲ့စီးစိတ်တွေဥစ္စာတွေချမ်းသာတဲ့ကြော်ဝတ်မှုတွေအကုန်လုံးထားခဲ့ရမယဉ်ဉန်ချမ်းလို့ဆိုရင်လည်းနော်သူတို့ရဲ့ဒီအမ် device မြန်မာသူတို့လောက်တာဘယ်လောက်ကောင်းလဲသူတို့တကယ်တော့ထင်ပေါ်ကျော်ကြားလူကြိုက်များတယ်တကယ်ရည်ချင်းနဲ့ရှိတဲ့လူတွေအဲ့ဒီနေရာမှာဒိုင်သွားလို့ရတဲ့လူတွေပြီးရင်လင်းနေတော့အကောင်လုံးပဲအကောင်လုံးအကောင်လုံးပဲသူတို့ကိုအကောင်လုံးစိတ်ပြေစေချင်တယ်ဒီလိုမျိုးဟိုဘောတော်လှန်ရေးမှာပါလဲအတွက်ကြောင့်မလို့သူတို့ဘဝဆုတ်ပြသွားတာလုံးဝမလို့ချင်ဘူးဒါပေမဲ့လည်းတယောက်နဲ့တယောက်ကတော့မတူဘူးပေါ့လေနော်မတူဘူးဟိုသူ့အခြေအနေနဲ့သူရှိတယ်ခံယူချက်ဆိုတာလည်းရှိတယ်မျိုးမျိုးရှိတယ်တချို့ကတော့ငါကတော့ စစ်ကြောင်သားမခံဘူးကြံတာအကုန်လုံးမယ်ဆိုတာလည်းရှိတယ်တချို့ကျတော့လည်းအဲ့လိုမျိုးရှင်းသမျဘဝတွေကိုကောင်ကရက်ပကတိကနေပြီးတော့မှထားခဲ့ပြီးတော့မှဟိုဒီမှာလာပြီးတော့ရုံးကန်ရတယ်ဆိုတာလည်းအာဒီလိုမျိုးအမေရိကကိုလာဖို့အတွက်ကိုဟိုစီစဉ်မရှိတဲ့လူတွေရှိတာပေါ့နော်မှောင်နေလို့ဟိုစီစဉ်မရှိတဲ့လူတွေရှိတာပေါ့ခုကိုယ်နဲ့တော့စီစဉ်ရှိတာမဟုတ်ဘူးအဲ့ဒါကိုလက်ကြောင်းရတဲ့လူတွေရလည်း စီရဆိုရလဲပါတယ်ဂျီဟိုကလည်းပြောရတယ်နောက်တော့ဘာလဲဘယ်တော့မှခဏကြာတော့တင်တို့လိပ်ပြလို့ရလားဆိုတော့ဟာပြောချင်တာကဒါကမဟုတ်သေးဘူးလေလူတွေကအင်ဝယ်ရမှာလေကျွန်မတို့လည်းဝယ်ချင်ဝယ်မယ်လေဝယ်နိုင်ဝယ်မယ်လေလောဆက်မှာမဝယ်နိုင်သေးလို့မဝယ်တာလေနေရာတစ်ခုကြာပြီချိန်ကြာပြီဆိုရင်ဝယ်မှာဘယ်သူမှမဆိုဝယ်မှာပဲဒါပဒါကဒီနိုင်ငံမှာကဟိုပတ်စံမပါလဲဝယ်လို့ရတယ်ပတ်စံပါလာရင်တော့မြင်ရတာပေါ့နော်အဲ့လိုမျိုး အဲ့လိုနဲ့ပဲလင်းလင်းတို့အိမ်တခုဝယ်တာနဲ့ပဲတော်လှန်ရေးငွေအကုန်လုံးကိုဗာလက်ဆယ်လီတွေကခိုးနေသလိုလိုပြောပြောနေတဲ့ဟာလုံးဝမကြိုက်ဘူးတကယ်လို့များအော်သူတို့ကြတော့အင်ဂျီယာကြီးတွေနဲ့လို့ပြောရင်လည်းအသာတော်သေးတယ်သူတို့ကြတော့ဝယ်နေတော့အင်ဂျီယာကြီးတွေနဲ့ဟိုတိုက်နေရတဲ့ရဲဘော်တွေကြတော့ဟိုပါဘောတော့ အာအသက်ပေးနေရတယ်ဆိုရင်လက်ခံသေးတယ်ကျမဘာမှဖြစ်ဘူးခုကသူတို့ကမဟုတ်ဘူးတခါတည်းမဟုတ်တာကိုဆွတ်ဆွဲပြီးတော့မှပြပြောပြောတဲ့ဟာတွေကဒီတော်လှန်ရေးချယ်ပုံငွေတွေရှာတယ်ရှာတယ်နောက်ဆိုတော့အိမ်ဖြစ်သွားတယ်တို့ဘာလို့ညာလို့ဒါလုံးဝဟိုကျမတော့ဟိုဗါလဲမဟုတ်ဘူးဆိုတာပြောချင်တယ်မိပြမတကယ်တိုက်ရင်လည်းရဲဘော်တွေကိုလည်းနားလည်ပေးစေချင်တာပေါ့နော်ဘယ်သူပဲပြောပြောလေသူသူသူတို့ကျမအရင်ကတည်းကပြောပြီးသူတို့ရစီးပွားရသူတို့ရဝင်ငွေတွေကအများကြီးရှိတယ်ဒီတမကရှိတယ်ဟိုကော ကြံတဲ့ဟာတွေကိုရင်ဟိုထားခဲ့ရတာတဲ့ဟာတွေကိုဟိုရုပ်လုံးပေါ်တာကိုမကြည့်ပဲနဲ့တောင်မှအခု digital စီးပွားရေးခက်မှာဆိုရင်တော့ကျွန်မအရင်တော့ပြောတော့ဆိုရင်ပိုင်ဖြိုးသူမဟုတ်ပါလေဒီချစ်သူဝင်မှာအကောင့်နှစ်ခုပဲခုချစ်သူမှာအကောင့်၄ခုတောင်ရှိတယ်ကြည့်လိုက်အကုန်လုံးကမီလီယံချီကြီးပဲ fan raising အတွက်သူကဟိုဗာလဲပြည့်စည်ရောင်းတဲ့ဟာလည်းရှိတယ်ပြည့်စည်ကလက်မှုပညာပေါ့နော်ဒါမှမဟုတ်တချို့ဟာတွေကသူကတော့လှရင်အတွက်မဟုတ်ဘူးသူပြောတာဘူးသူတို့တက်ရတရေးအတွက်အဲ့ဒါဟာလုပ်တဲ့ဟာ ဲ့လိုမျိုးဆိုတော့တချို့အရေတော့ campaign ပေါ့နော်သူလည်းသူပါပါနိုင်တဲ့ campaign တွေသူတခြားပါနေခဲ့တာပဲလေအခုသူတို့ရောင်တီထောက်ဝါကသူတို့ကဘယ်လိုပဲပြပြသူတို့ပတ်ဆက်မယူဘူးအဲ့ဒီသွားနေတာဇရိတ်ပဲသူတို့ယူတာဥပမာလင်ငင်ခရှိမဲ့ဟိုတယ်ခရှိမဲ့အော်ပြီးတော့အဲ့ဒီမှာဟိုခန္ဓာငှားငှားရတဲ့ဇရိတ်ရှိမယ်အဲ့ဒီဟာတော့တုံးရမှာပဲလေဒီကော်မတီကအဲ့ဒီကော်မတီကပဲလောက်တာဟုတ်ဆိုတော့ တော်လှန်ရေးလုပ်တယ်ဆိုကြတိုင်းကကျမတို့ကအကုန်လုံးငွဲနေရမှာတော့မဟုတ်ဘူးလေဒါကတော့ဟိုတွဲခေါ်အဟောင်းတွေကြီးအရန်ကိုခဲလက်မမီတော့ဘူးဟိုအဒီဟာမျိုးတွေကတော့မဖြစ်သင့်ဘူးပေါ့နော်အဲ့တော့ပြောချင်တာဆိုတော့ဟိုပြောနေတဲ့လူတွေလည်းကျမကပြန်ပြန်ကြည့်စေချင်တယ်ကို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 ပြောတဲ့စကားကသူမဟုတ်ပဲနဲ့လိုက်ပြောပြောတာပေါ့နော်ပါဆက်လေကိစ္စကြတော့ဟုတ်တယ်ဆိုတာကျမအာမခံရဲတယ်ဘာလို့ဆိုတော့ဟုတ်တယ်ဆိုတဲ့ဟာအကြောင်းရင်းတွေလည်းကျမသိတယ် သူတကယ်ပဲအဲ့ဒီပတ်စံပါလဲသိထားတာမရှိဘူးလားလို့ပြောရင်ရှင်းနေတယ်ရှိတယ်လေသူရှင်းနေတယ်လက်မထွက်ထားပေးတာရှိတယ်လေရှိထားတာပေါ့အဲ့ဒါကြောင့်မို့လို့သူတို့ကဗမာပြည်ပြန်ခင်တဲ့လူတွေလည်းမဟုတ်ဘူးဗမာပြည်မှာသူထားခဲ့ရတဲ့အိမ်ဆိုတာသူချီထားတဲ့ဘန်တသိန်းတထောင်ခွဲ ကြလည်းမကြဘူးမကြပဲကြဘူးနဲ့မကင်ဘူးဘူးမရှိလည်းမရှိဘူးမမြင်လည်းမမြင်ဘူးဘူးရိုးသားသားပဲကိုတည်းကအစကတည်းကနိုင်ငံရေးပဲလုပ်တဲ့ဒေါ်လာရေးပဲကတည်းငွေနောက်လည်းလိုက်ခဲ့တာလည်းမဟုတ်ဘူးလိုက်ခဲ့ရင်ဒါမှအဲ့လိုမျိုးလည်းရမှာလည်းမဟုတ်ဘူးဒါကတော့ကို့ကြီးချင်းကိုလည်းကိုသိတာပေါ့နော်ဆိုတော့ဒါကလည်းကြွားကြွားနေစရာလည်းမရှိဘူးရှိရင်လည်းရှိတယ်မရှိရင်လည်းမရှိဘူးပေါ့ဒီလိုမျိုးခိုးတယ်ဆိုတာလည်းကိုကလည်းသိနေတာပေါ့ဘာဖြစ်ဆိုတော့သူ နောက်ဆုံးချိန်ထိကဘာဘာသိလဲဆိုတော့သူရဲ့စကားတွေပြောတဲ့စကားတွေအကုန်လုံးကအလိန်ညာတွေပဲဖြစ်နေတဲ့ဟာကိုကသိတယ်လေဥပမာချစ်သမီးနဲ့သူနဲ့မသိပါဘူးလို့သူတို့ပြောတာသူကလည်းသူချစ်သမီးတွေကိုသူကနှင်းပြီးတော့မှတက်လာတာဟုတ်အဲ့လိုဆိုတော့အော်ချစ်သမီးသူမသိပါဘူးပြောတော့သူတကယ်ပဲချစ်သမီးနဲ့သူနဲ့အတူတူလှုပ်လှုပ်ခဲ့ဘူးတဲ့ဒီအာ press conference မှာပုံတူတူတက်လာတယ်ဘိုင်လေဆိုတော့ဟိုလုံးဝဟိုယုံကြည်မရှိတာပြောလိုက်တဲ့စကားတွေအကုန်လုံးကအလိန်ညာတွေဖြစ်နေတဲ့ဟာတွေပေါ့နော်အဲ့ဒါကြောင့်ပါ anyway ဆိုတော့ ထပ်ပြီးတော့ပြရမယ်ဆိုရင်ခုနကကျမကဟိုလင်းလင်းလို့ကြွေးလို့စားနေတာလည်းမဟုတ်ဘူးချစ်သူဝေတို့ကျမကိုပေးထားတာလည်းမဟုတ်ဘူးပတ်စံရလို့သူတို့ပြောခိုင်းလို့ပြောတာလည်းမဟုတ်ဘူးဒါကိုလူတိုင်းအတွက်ကိုဟိုဗာလေဒီမှန်မှန်ကန်ကန်ဖြစ်စေချင်တာမဟုတ်တာတွေကိုလိုက်ပြောပြီးတော့မှတော်လှန်ရေးရဲဘော်တွေဟိုဗာလေနေပြည်မတော်တကယ်တိုင်းနေရတဲ့လူတွေစိတ်ပြတ်အောင်လုပ်တာဒါမှတချို့တွေကတော့သိပါပါစိတ်မပြတ်ပါဘူးဆိုသူတို့ထောက်ပံ့နေတဲ့လူတွေလည်းရှိတယ်လေသူတို့ရဲ့အကြောင်းကိုသိပြီးသားပဲဒါမှလူဆိုတာကတော့ ပြောတာပြားတယ်ဆိုရင်ဟာဟုတ်ရဲ့လာပါလာညာလာသူတို့တန်လေရောက်ဝင်တတ်တယ်လေနော်ဒါဆိုတော့ um side effect လိုမျိုးဒီလိုမျိုးမကောင်းတဲ့အာစိတ်တက်ရှိတဲ့လူတွေအေးလိုက်ပြောနေတဲ့ဟာကျမမကြိုက်ဘူးမကြိုက်ဘူးဝယ်နိုင်တဲ့လူဝယ်ကြပါစေအဲ့ဒီပုံမှာလိုက်ပြီးတော့မှအငုပ်စိတ်တွေပါလေထားမနေနဲ့အမြဲတမ်းတော့ဟိုခိုးသူတို့ဟိုပါလဲမွေးထားတဲ့ជីကြီးလို့ပေါ့နော်ဟိုပါလဲဟိုလူကောင်းတွေချီကျူးတာဖန်လူဆိုးတွေချီကျူးတာကြတော့ မခံရလည်းဘာမှဖြစ်ဘူးလူဆိုးတွေချီးကျူးတာဘာမှလည်းမလိုအပ်ဘူးအဲအဲ့လိုပဲပြောမှရမယ်ဆိုတော့ရှေ့မှာဗီဒီယိုရှေ့လာပြီเนาะအဲ့ဒါကြောင့်မလို့မပြောတော့ပါဘူးဆိုတော့သူတို့အိမ်ဝယ်တာနေဘူးပါလားနေတော့ဘူးပါလားနေတော့ပြောနေရတာအဲ့လိုပြောချင်တာလေဆိုတော့သူတို့ခေါ်ရတဲ့ပတ်စံနဲ့ဝယ်တာမှမဟုတ်တာသူတို့ဝယ်နိုင်ဝယ်ပါစေပေါ့အဲ့ဒါလိုက်ပြီးတော့မှလိုက်ဖြက်လိုက်ပြောနေရတာဘာဘာကိစ္စလဲစိတ်ဓာတ်ကမကောင်းကြအောင် ခိုးပြီးတော့ဝယ်ထားတဲ့ပက်ဆန်နဲ့ဆိုတော့ထားလိုက်တော့လေရဲကောင်စားလုပ်တဲ့ history လက်ရှိလဲရဲကောင်စားနဲ့လုပ်တယ်ဆိုတော့ဒါတော့ပြောရမှာပေါ့နော်ဒါမျိုးတော့မပြောလို့မဖြစ်ဘူးအဲ့လိုမျိုးလှောက်ထားပေးမယ်ဆိုရင်ကိုကသခိုးအားပေးစိတ်ပင်ကြီးလောက်မဖြစ်မှာဟုတ်အဲ့လိုမျိုးပါအဲ့ဒါကြောင့်ပါကျေးဇူးတင်ပါတယ်ချစ်သူရောခင်သူရောမုန်းသူရောအားလုံးကျမ်းမချမ်းသာကြပါစေရှင်စိတ်ခွေးကြမှာခင်ဝေးကြပါစေအမေရိကရောက်ရတဲ့လူတွေဆိုရင်လည်းပဲကျမ်းမာကြပါစေရှင်ဒီမှာလည်းကျမ်းမာကြီးအရင်ကြီးကြီးပါတယ်ကျမ်းမာကြီးစီကြီးပါတယ်နောက်နေ့ဆိုရင်ပို့ပြီးတော့မှကြီးပါတော့မယ်ရှင်ကျေးဇူးတင်ပါတယ်တတ်တာ 就这里嘛嘞，亲。